ဆိုးစုဟာနှစ်နှစ်အတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း2000ကျော်ကိုပြုလုပ်ခဲ့ပြီးနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကတားမြစ်ထားတဲ့အချက်တွေကိုပျောင်ပျောင်တင်းတင်းကျူးလွန်နေတာလို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ချမ်းမြင့်နယ်မြောက်ပိုင်းနောင်ချိုမြို့စေရတနာပရိယတ္တိစာတင်တိုက်ကိုဆိုးစုကမလ16ရက်ညနေပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့လို့တန်ငါရော2ပါအပောင်ရင်ပြည်သူ၁၀ဝန်းကျင်ခန့် တေဆုံးခဲ့တယ်လို့ထိခိုက်မှုများပြားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်အမျိုးသားညီအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအခုလိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမှတ်တမ်းတင်ထားတဲ့အချက်လက်တွေအရ2023ခုနှစ်ကနေ2025ခုနှစ်မလ16ရက်အထိနှစ်နှစ်အတွင်းစုပ်စုဟာအယက်သားပြည်သူဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု2190ကြိမ်ပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းကလေးငယ်ပေါင်း 382ဦးအသက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။စိုးစုကျွလွန်တဲ့လောရက်ဟာလက်နက်ကိုက်ပဏိပခတွေအတွင်ကလေးတငယ်တွေကိုကောက်ွယ်ပေးရမယ့်အချက်တွေကိုကျွလွန်ဖောက်ပြက်ပြီးကလေးငယ်တွေအပေါ်ကြီးမားတဲ့ကျွလွန်မှု6မျိုးမှာအပါဝင်ဖြစ်တဲ့ကလေးတငယ်တွေကို ထိခိုက်သေးစေတာတက်ပြတ်တာဆိုတဲ့အချက်ကိုထင်းထင်းရှားရှားကျူးလို့ရရောက်တယ်လို့ AUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်